common ground season ကနေကြိုးဆိုပါတယ်လူငယ်ခေလူငယ်အတန်းနေပြီးတော့ဒီတစ်ပတ်မှာဆိုရင်တော့ဒီပြီးခဲ့တဲ့2021 February ကနေစတင်ပြီးတော့ယနေ့အချိန်ထိလူငယ်တွေစိတ်အပန်းဖြေမှုနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေများစွာကြုံတွေ့နေရဆဲဖြစ်ပါတယ်အကျန်းဖက်အာဏာသိမ်းစစ်တပ်ကအကျန်းဖက်လှုပ်ဆောင်မှုတွေကဒီတိုင်းသားလူငယ်တွေပေါ်တင်တာမကဒီမျိုးပေါ်မှာနေထိုင်နေတဲ့လူငယ်တွေအပေါ်မှာတည်ရမှုကကြီးမားနေဆဲဖြစ်ပါတယ်ယုံကြည်ချက်ကြောင့်လက်နက်ကင်နေကြတဲ့လူငယ်တွေအနေနဲ့ သူတို့ရဲ့စိတ်ပန်းဖြစ်မှုကဘယ်လိုခြေနေရှိနေပါလဲမြို့ပေါ်မှာနေထိုင်နေတဲ့လူငယ်တွေကတော့သူတို့ရဲ့စိတ်ပန်းဖြစ်မှုခြေနေကဘယ်လိုရှိနေလဲဆိုတာကိုဆွေးနွေးသွားပါမယ်ဟုတ်ကဲ့ပါဇကဝိုင်းကိုပြန်လည်စတင်ပါမယ်အဲကျွန်တော်ရဲ့ညာဘက်ခြမ်း TV စကရင်မှာမြင်နေရတာဆိုရင်တော့ရဲဘော်အိမ်ပြေးပဲဖြစ်ပါတယ်ရဲဘော်အိမ်ပြေးအားဆိုရင်တော့ဒီဆက်နာတိန်တွေကနေဒီရွှေကြီးကြောက်ကြောက်ဒီလက်နက်ကင်လမ်းစဉ်ကိုရှောက်လန်းနေသူလည်းဖြစ်ပါတယ်ဒေါနာစစ်ကြောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲမေတူလည်းဖြစ်ပါတယ်အဲကျွန်တော်ရဲ့ ဘယ်ဘက်ချမ်းမှာဆိုရင်တော့ရဲဘော်တီကိုပဲဖြစ်ပါတယ်ရဲဘော်တီကိုကလည်းဒီ2021စစ်အနာသိန်းကိုကိုလက်မခံတဲ့လူငယ်ထဲမှာပါဝင်ပြီးတော့လက်ရှိချိန်မှာဆိုရင်ဒီចောင်းသားတက်မတော်ပေါ့လေ ABSDM စယုံယုတ်ချုပ်ယုံမှာရဲဘော်တယောက်အနေနဲ့တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်အရင်ဆုံးအဲရဲဘော်အင်ပြေကိုစတင်ပြင်းပြင်းချင်ပါတယ်အဲ့တော့ဒီကာလအတွင်းမှာပေါ့လေဒီစစ်အနာသိမ်းထားတဲ့ကာလအတွင်းမှာရဲဘော်အင်ပြေအနေနဲ့ပေါ့ဒီရုပ်ရှင်တွေ ဂီတတွေနဲ့ပတ်သက်ပြီးတော့ဒီစိတ်အပန်းဖြေမှုအခြေအနေကဘယ်လိုမျိုးအခြေအနေရှိလဲဗျနည်းနည်းပြောပြပါဦးဟုတ်ကဲ့အမြင်လာပါရှင်ကျွန်မရေဘော MP ဖြစ်ပါတယ်အီကလာတွင်မှာရုပ်ရှင်နဲ့ဂီတကိုဘယ်လိုပတ်သက်ပြီးတော့စိတ်ပန်းဖြေလဲဆိုတော့ကျွန်မတို့ကတော်တွင်နေထိုင်သူတွေဆိုပေါ့နော်ဟိုပြောစရာလေးကိုဖန်တီးတယ် ဟိုတယောက်နဲ့တယောက်စားနှုတ်တာတို့တယောက်နဲ့ကပြတာတို့အဲ့ဒါလေးကိုဖြည့်မှုသာပေါ့နော်ဆက်ဖြည့်မှုရှိတယ်ပြီးလို့ရှိရင်ဟိုလမ်းမြတဲ့ခြံကြတော့လမ်းရတဲ့ခြံကြရင်အင်တာနက်လိုင်းပေါ်မှာသွားဆွဲတယ်အဲ့ဒါလေးကိုပြန်ကြည့်ကြတယ်စိတ်ပန်းဖြူအများဆုံးကတော့ဟိုတယောက်နဲ့တယောက်အပျော်ပေါ့နော်ဟိုကပြခုံပြတာတို့အဲ့လိုပေါ့ဂီတာလေးဆိုရင်လည်းဂီတာမရှိတဲ့အတွက်ဟိုဝလုံးလေးတွေကိုဂီတာလေးလုံးလုံးတလူမျိုးနဲ့ပြီးလို့ရှိရင်အမျိုးမျိုးဖုတ်ဖုတ်ပေါ့နော်နှီးစုံမျိုးနဲ့ကျမတို့ကပျော်ရွှင်မှုကိုစိတ်ပန်းဖြူမှုနဲ့ဖန်တီးရပါတယ်ရှင်ဟုတ်ကဲ့ရှင် အဲ့တော့တယောက်နဲ့တယောက် separate share ကြတာပေါ့အဲ့လိုမျိုးလားဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့တယောက်နဲ့တယောက်အဲ့လိုပေါ့သူလည်းအပြော်ပြောကိုလည်းအပြော်ပြောနော်သူလည်းကပြကိုလည်းကပြအဲ့လိုလေးပေါ့အမျိုးစအမျိုးပေါ့တူချင်းဆိုလိုက်ကိုတချင်းဆိုလိုက်အဲ့လိုလေးပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့ရေဘော့ဒီကိုလို့ကြတော့ဘယ်လိုမျိုးလုပ်လဲကျွန်တော်တို့ကြတော့ကျွန်တော်တို့ရှိမှာတော့ဟိုစာရောက်ကတော့ line ကမရှိဘူးလုံးဝမရှိဘူး line တတိုင်းမိဖို့လို့ပေါ့အနေဝေးလေးသွားပြီးတော့ဟုတ်ဟုတ်ဖုန်းလေးထောင်ပေါ့ ထောင်ပြီးတော့ကိုလည်းပြောသူလည်းပြောပေါ့အဲလိုမျိုးကိုသမီးတန်းနဲ့ပြောရင်လည်းကိုကလည်းကြားနေရတာပေါ့စပီကာဖွင့်ပြောနေရတာသူကလည်းပြောရင်စပီကာဖွင့်ပေါ့အဲ့တော့အတန်းတော့ကြားနေရတော့အဲလိုအဲ့လိုအခက်အခဲမရှိတာပေါ့ line နေရတော့အခုချိန်ဒီမရသေးပေါ့ line ကဟုတ်ပါအဲ့တော့ line မရတဲ့ data တွေဆိုရင်ကျွန်တော်တို့ကနေရာနဲ့ရှိတယ်လေအဲရဲဘော်တွေဆိုရင်လည်း line မရတဲ့နေရာမျိုးမှာရှိကြတယ်ပေါ့အဲ့တော့ကိုကိုတိုင်းလည်း line မရတဲ့နေရာမျိုးမှာဆိုရင်ဒီစိတ်ပန်းဖြေဖို့အတွက်ဒီရုပ်ရှင်တွေဂီတတွေကြတော့ဘယ်လိုမျိုးလုပ်ကြလဲ ကျွန်တော်တို့ကတော့ကျွန်တော်တို့က27စပြီးရောက်တာပေါ့နော်။ရောက်တဲ့တော့ကျွန်တော်တို့ကမသိဘူး။မသိတော့အာမအဲ့လိုအစင်းစင်းလာမရှိဘူး။နောက်လာတဲ့ရဲဘော်တွေကျတော့သူတို့ကပါလာတဲ့ကတ်ကြည့်တာပေါ့အဲ့လိုမျိုး။တချင်းဆိုလဲသူတို့ပုံတွေကပါလာတဲ့ဟာလေးကတ်ကြည့်တယ်။အဲသူတို့ကပါလာတဲ့ကားတွေပါလေဆိုလဲဒါကားများများပါလာတဲ့လေပါအကောင်ပေါ့။ဒီကကတ်ကြည့်ကြတာပေါ့။အဲအဲ။အဲ့တော့အဲရဲဘော်အိမ်ပြေတို့အဖွဲထဲမှာရောဘယ်လိုမျိုးလဲနည်းနည်းပြောပြအောင်။အဲ့လို။ဒီမတော့ဘာမှကြာလာဘူးလို့ပေါ့အဲ့လိုပေါ့။ ဝိုင်းပြီးတော့ပေါ့ဖုန်းလေးတစ်လုံးအရှိမထားမယ်လူလေး၁၀လေး၁၆ရောက်၁၅ရောက်လောက်ပြုပြီးကြည့်ကြတယ်ကြည့်နေဖဲငါဖဲပေါ့ငါမမြင်ရဘူးနေမမြင်ရဘူးပေါ့အဲ့လိုပေါ့ဟိုဆရာကြီးကြတော့အဲ့လိုပေါ့တောင်းပေါ်တက်ပြီးတော့ဆိုရင်လိုင်းလေးဆွဲမယ်ဇက်ကရဟဲ့ငါမှဇက်ကရငါမှဇက်ကရကြည့်ကြမလားတော့တယောက်နဲ့ share ကြတယောက်နဲ့ပြန်ကူးကြဟိုတချို့လည်းကတ်လေးပြည်ရရှိတယ်လေတချို့ကြလောက်လိုင်းမှာဖုန်းကမတောင်းလို့မရတော့ဘူးဆိုတော့မျက်နှာငယ်တာပေါ့အဲ့လိုလေးပေါ့အဲ့ငါကြောင့်မပေးကြည့်ဘူးသူကြတော့မပေးကြည့်ဘူးအဲ့လိုလေးနဲ့ပြောစရာလေးနဲ့အဲ့လိုလေးပဲစိတ်ပန်းဖြစ်နေရတာပေါ့ဟုတ်ကဲ့ရှင် အဲ့တော့ဒီဒီလိုမျိုးအရုပ်ရှင်တွေဂီတာတွေဒီလိုမျိုးဟိုအပန်းဖြည့်မှုနဲ့တူပါလေဒီရေဘော်တွေအချင်းချင်းအဲ့လိုမျိုးတချင်းဆိုတာတော့ပါလို့ရှိတယ်ဆိုတော့လေအဲသူကအဲဟိုနှိမ့်တိုင်းတက်ကပိတ်ဆိုခွင့်ပေးတာလားဘယ်လိုမျိုးလဲနည်းနည်းပြပြပါဦးအော်အဲ့ဒါကြတော့ကျွန်တော်တို့စီမှာပိတ်ရဆိုလို့တနည်းကုန်းနဲ့တရက်ပဲရပါတယ်ရှင်အဲ့ဒီတရက်လေးပဲပြောရှင်ခွင့်ရှိပါတယ်ဂျန်နဲ့ချန်ကြတော့သူ့တောင်းနဲ့သူသူ့ဂျူတီနဲ့သူပေါ့နော် ဟို तू ကဘာလို့ရမလဲကိုကဘာလို့ရမလဲဆိုတော့အဲ့လိုအသေးစိတ်လေးလေးရှိတဲ့အတွက်အေးတနေ့ကနေတရက်ကျော်နားရက်ရတယ်အဲ့နားရက်လေးမှာပြောပြောပြောရှင်းရှင်းနေကြတာပေါ့စိတ်ပန့်ဖြစ်မှုလေးလေးဖန်တီးကြတာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ပြောပါဒီလိုတို့ကျွန်တော်တို့ရှိမှာတော့ဟိုဘယ်လိုပြောမလဲတနေ့ခုနေတရက်နားတယ်ကျွန်တော်လည်းနားရက်နေ့ကျတော့ဟိုအဖွဲလိုက် တော့လကောင်းပေါ့ဒါမှမဟုတ်လဲဘောလုံးကွင်းရှိတယ်လန်တိုင်းကွင်းမှာကျွန်တော်တို့ပြောတော့လန်တိုင်းကွင်းလန်တိုင်းကွင်းမှာညာဘက်ဆိုရင်တော့ဂီတာဒီပါညာပေါ့အဲကိုးနိုင်ကျော်ဆိုတော့ကျွန်တော်တိတ်သိချင်းပေါ့အဲတိတ်သိချင်းမှာပြီးတော့ကိုဘာလိုက်ပို့ပြန်ပေါ့ဘာလိုက်မှာပဲပြန်စုပြန်ပြောကြပေါ့အဲ့လိုပါအဲ့တော့ကိုကအင်တာနက်တန်ပြန်သုံးလို့ရတဲ့နေရာမျိုးရောက်တဲ့ခါမျိုးမှာဆိုရင်ဒီပြည်တွင်းမှာဆိုရင်ဒီအဲရုပ်ရှင်ရုံတွေပြန်ဖွင့်လာနေရှိတယ်ဒီဂီတပွဲတော်တွေသူတို့လှုပ်ဆောင်လာတာရှိတယ်ပေါ့အဲ့ဒီပုံမှာရောတခုပြောချင်တာ အဲ့ဒီဘက်မှာတော့ပြောချင်တာတော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါကတော့တို့ပြည်တွင်းမှာတော့တို့လို့တို့လို့လုပ်တယ်ပေါ့ကျွန်တော်တို့လည်းတို့ကိုကြည့်ပြီးတော့စိတ်သက်သာမျိုးလည်းမရှိပါဘူးဆိုတော့ကျွန်တော်တို့ရရနေရကြတယ်ကျွန်တော်လည်းကြည့်ရပေါ့ဟုတ်အဲ့တော့ရဲဘော်အိမ်ပြေးတို့အိမ်ပြေးနေနေရောဘာပြောချင်တာရှိနေလဲပြောလို့ပြောချင်တာပေါ့နော်တို့ကအဲ့ဒီမျိုးပေါ်မှာရောက်ရှင်တို့မသားတို့ကပြန်ဂီတတို့ကပြန်ဖွင့်လှစ်နေကြတော့ ဒါလူငယ်တဘောကတော့ပြောကြမှာပဲလေဟုတ်တယ်လားသူဟာလည်းသူဖန်တီးကြမှာသူတို့လည်းအန်ရကြရန်နေလို့ပြောရွှင်နေရမှာဒါပေမဲ့တချို့လေးမှာကြတော့ရဲဘော်လေးကြမှာတော့ဘယ်လိုပြောမလဲမပြီးဆောင်တဲ့မိသားစုတွေရှိတယ်အဲ့ပြန်ခွင့်ပြတဲ့လူတွေလည်းရှိတော့ဆိုတော့ကြည့်ပြီးတော့လည်းမြေမြေလောဆက်မကောင်းပေမဲ့လည်းဒါပေမဲ့သူခွေရင်းတဲ့သူပဲလေဟုတ်တယ်ဟုတ်လားကိုလေးလည်းကိုရွေးချက်တာပြတာလမ်းဖြစ်တဲ့အတွက်တော့ခုနကပြောသွားလို့ပေါ့သူတို့တင်လာတဲ့ကိုလေးကြီးလိုက်တာပေါ့နည်းနည်းလေးအဲ့လိုလေစိုက်လို့နည်းနည်းတော့ခုတာပေါ့နော်စိုက်လို့နည်းနည်းခုတယ်အဲ့လိုလိုရှိပါတယ်ဟုတ်ကဲ့ ဟုတ်ဟုတ်ပြီးတော့ဒီကာလမှာဆိုရင်ဒီသမီးသားတွေပြက်ကြတာများတယ်ပေါ့လေဟိုတယောက်နဲ့တယောက်အဲ့လိုဆက်သွယ်တွေမရတာမျိုးတွေအဲတယောက်ကလည်းတနည်းအားမှာအဲ့လိုမျိုးအဲစိတ်ဝင်စားစရာအကြောင်းအရာတွေတခုရှိလာလို့စိတ်ဝင်သွားကြစိတ်ဝင်စားစိတ်ဝင်စားကြတာပေါ့လေစကားတော့မပြီးတော့အဲ့တော့ရဲဘော်ရဲဘော်အိမ်ပြေတို့ဖွဲ့ထဲမှာရောအဲ့လိုမျိုးသမီးသားပြက်လို့ခဏခဏနာကြီးခံရတာမျိုးအဲ့လိုစိတ်ညစ်ခံရတာမျိုးရောကြုံလား မပြောင်းဘူးပါလေလို့ဟုတ်ကဲ့ဘလို့လဲဆိုကောင်မလေးရဖြတ်ဝရင်ကောင်လေးရငူတို့ယူရတို့ပေါ်တော့ရမလောက်ပါနဲ့ခဏနေတို့ငါပြောတယ်ဟုတ်လားဒီစာမထနဲ့အချိန်တိုင်းပြတ်မှာပဲအဲကျွန်မအဲ့လိုစတတ်တယ်နှုတ်တတ်တယ်အချက်ရှိတယ်လေဒီစာတိုင်းဟဲ့မပြတ်နဲ့နေတို့ကကြံခဲ့မှာပဲအချိန်ကြရင်နေတို့ကဘလို့ဖြစ်လို့လဲပါဖြစ်တယ်ကျွန်မအဲ့လိုလေးလေးစတယ်တကယ်အသက်ကွယ်ရင်းငုံရင်လဲကျွန်မအဲ့လိုထိတ်တန်းပြောတယ်ကိုကိုနဲ့လည်းအသက်ကွယ်မှုပါတယ်အဲ့လိုလေဟုတ်ကဲ့ဟုတ်လားဘလို့ဘလို့ဘလို့မျိုးလဲပြောပြဘလို့ပြော တော့မလဲဆိုရင်လေးနှစ်ကျော်ငါနဲ့တွင်နေမှာဆိုတော့အမျိုးသားပေါ့နော်အမျိုးသားမဆောက်ဆိုင်နိုင်တော့အတွက်အဲသူနဲ့ကျွန်မလမ်းခွက်လိုက်ရတယ်အဲ့လိုခြေလျင်မျိုးထိရှိသွားပါတယ်ရှင်ဟုတ်ကဲ့ဘယ်လိုဆိုကျွန်မတို့ကသူတို့ထားခဲ့တာလေဟုတ်တယ်ဟုတ်လားကျွန်မတို့ကသူတို့ထားခဲ့တာကျွန်မတို့ကဆော့လှခဲ့တာဒါမှမဟုတ်သူတို့အပြစ်ရမှာဘူးလေဒါကကိုလေးရဲ့အပြစ်ပဲဟုတ်တယ်ဟုတ်အဲ့လိုလေးပေါ့ဒါကြောင့်စိုက်မကော်လည်းမဖြစ်ပါဘူးဘာဖြစ်လို့ဆိုကိုလေးရေးချွတ်ထားတဲ့လမ်းလမ်းကြောင်းကိုကိုလေးကရှောက်တည်တဲ့အတွက်ရှစ်ဆိုင်လည်းရှောက်သွားမယ်လို့အဲ့လိုပဲဟိုကလေးတွေကြတော့လဲကိုလေးကကိုချင်းစားတယ်လေ ဲ့ဒါကြောင့်အပြင်မှာကြတော့အခုခေရတော့ဘယ်လိုပြောမလဲကောင်းလင်းနဲ့ကောင်းမင်းရဲ့သမီးစားဖြစ်ပြီးဆိုရင်အထိုက်တက်လွန်သွားပြီလေတူတူသွားတူတူလာတာအခွေရအများကြီးရှိရလေအပြင်လူနဲ့ဒီအထဲလူနဲ့ကြိုက်တက်ကြတော့အကိုလေးကဘယ်လိုပြောမလဲသူတို့လိုချင်တဲ့ဒီမျိုးစားမပေးနိုင်ဘူးအချိန်မပေးနိုင်ဘူးအဓိကကတော့အချိန်မပေးနိုင်လို့အချိန်မပေးနိုင်ရင်တော့သူတို့ကထားခဲ့မှာပဲလေအဲ့ဒါကြောင့်ဒီစားမထားနဲ့လို့ခလေးလေးပြောပါတယ်ကိုကိုနဲ့လည်းမရှာတော့ဘူးလို့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကိုဒီကိုတို့ဖွဲ့တယ်ပါဟုတ်ကျွန်တော်တို့ဆီမှာတော့အကိစ္စတော့အများဆုံးပေါ့အများဆုံးကြုံရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကြတော့ ုထက်ငယ်တွေများတော့ဟိုထက်ငယ်တွေများတော့ဟိုသူတို့ကောင်းမလေးတွေကလည်း line မရ line အကိုကျွန်တော်တို့ဘက်က line မရတာပေါ့မရတဲ့အခါရှိတယ်သူတို့ဘက်ကလည်း VPN ချိန်မရတာတွေရှိတယ်ပေါ့အဲ့ချိန်မှာပြောဆိုဒီဘက်ကသမီးသားပြောတာနဲ့ဟိုဘက်ကဖုန်းကတဏျောင်းထောင်ထားတာဟိုဘက်ကသမီးသားပြောတာဒီဘက်ကကြားဒီဘက်ကပြောတာလည်းဟိုဘက်ကကြားဆိုတော့အဲ့ကြတဲ့နည်းဖြည့်ရှင်းရတဲ့ပြဿနာတွေရှိတယ်ပေါ့အခုတောင်ပိုင်းမှာဖြစ်လာလဲဟောကျွန်တော်တို့ line ရတဲ့လူပေါ့အဲကျွန်တော်တို့ line ရတဲ့တဏျောင်းမှာခဏနေသွားနေလိုက်တဲ့အခါမျိုးကြရင်သူတို့သမီးသားကိစ္စတွေကျွန်တော်တို့ရှိရောက်လာအဲကျွန်မ ကောင်လေးပေါ့ကျွန်မကောင်လေးလိုင်းမရလို့ပဲရောက်နေလဲဘာဖြစ်လို့လဲအခုကောင်လေးတခါပြန်ပြောကျွန်တော်တို့အဲဒီမှာကြားနေရတယ်ပေါ့ဖောက်တဲ့ပို့ပေးရတယ်ဟိုဘက်ပို့ဒီဘက်ပို့အပြည့်တို့ပြန်ရင်ကလာပြောပြန်တော့ကိုကြီးတို့မီဒီယာတွေကပလေးတာတို့အကောင်လေးတွေကလည်းကျွန်တော်ကောင်မလေးကဟိုမှာတော့ရှားနေရောက်တယောက်နောက်ပါသွားပြီပေါ့အဲလိုမျိုးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုလေးအများဆုံးကြားရတယ်ပေါ့နော်အဲ့လိုလေးလေးကကြားတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပါတယ်အဲ့ဒါတော့ဒီတိုင်းတပ်ဖွဲ့တွေတော်တော်များများကြုံရတဲ့ပြဿနာပါပဲ ဲ့တော့ဒီလူငယ်တွေအနေနဲ့ပေါ့လေဒီစိတ်ထပ်ပေါက်တစ်ခုခုရှိတဲ့နေပေါ့လေအဲ့တော့ဒီဒါယုံကြည်ချက်ကြောင့်လက်နက်ကင်နေတဲ့လူငယ်တွေကိုဗာသူတို့အတွက်စိတ်ထပ်ပေါက်ဆိုရင်ဘယ်လိုမျိုးလှုပ်ဆောင်ပေးတဲ့နေလို့ဆရာမအိမ်ပြင်းနေနေယူဆမိတယ် mm လူငယ်တော်တော်များများကိုစိတ်ထွက်ပေါက်ကြတော့ဘယ်လိုပေးသင့်လဲဆိုရင်တို့ရဲ့ခန်းစားချက်တွေကိုတော့မပိုက်ပင်တာအကောင်းဆုံးပဲတို့ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲအဲဆက်တပတ်တစ်ခုနေနဲ့ကိုလေးပေးလိုက်လို့ရှိရင်နည်းဆင်ပြောအောင်အဲနေရဓာိုင်းလုံးနေဓာိုင်းမကောင်းဘူးလို့တို့စိုက်အားကိုတော့ဖိပေးလို့ရှိရင်တို့ရဲ့စိတ်ထွက်ပေါက်ပိုးဖြစ်အောင်မယ်တို့ဒီနေ့တချင်းဆိုချင်လားပေးဆိုလိုက်အဲလိုပေါ့တို့ဒီနေ့တောက်ချင်လားပေးတောက်လိုက်သူတို့မှညင်းနေတာလည်းအများကြီးရှိတယ်လေခလေးဆိုလည်းခလေးမို့လူကြီးဆိုလည်းလူကြီးမို့အများကြီးရှိတယ်အဓိကတော့သူတို့ရဲ့စိတ်ထွက်ပေါက်ကို မဖိမိပုံအောင်လို့လို့တယ်လို့ကျွန်မထင်တယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါအဲ့တော့ရေဘော့ဒီကိုအာကြာတော့ဒီမြို့ပေါ်မှာဒီလူငယ်တွေကလည်းသူတို့အနေနဲ့ပျော်စရာရှားပါတယ်ဗောလေအဲ့တော့ဒီတော်တဲ့လူတွေကလည်းပျော်စရာရှားပါတယ်အဲ့တော့အဲ့ဒီမှာသူတို့အတွက်ဒီ safe travel အနေနဲ့အဲ့လိုမျိုးတခုပြပြချင်တာရှိမလားအဲကျွန်တော်ကတော့မြို့ပေါ်ကလူတွေနဲ့တော့နည်းနည်းတော့ဝေးပြီပေါ့။ကိုကတော့လင်ကားနဲ့လည်းရှိပြီဆိုတော့ကျွန်တော်တို့တော့ရကကလေးတွေနဲ့ကျွန်တော်တို့ရှိရကျွန်တော်တို့ညီတွေညီညီတွေဆိုရင်တော့ စိတ်ထွက်ပေါက်နေနေရဘာဖြစ်လဲဆိုတော့ဟိုရှေ့တန်းမဟုတ်တော့နောက်တန်းမှဆိုရင်တော့ဟိုပွဲတော်ရက်ကလေးတွေမှာကျွန်တော်မသိမသားလေးပေါ့အဲ့လိုမျိုးကလေးတွေပေးပျော်တာမျိုးပေါ့ပေးပျော်တာမျိုးတော့နောက်တော့ဟိုနည်းနည်းအနေကြလာပြီဆိုရင်ဘေးနည်းနည်းသွားရွာထဲမှာအလူရှိတာမျိုးလို့ပေါ့ဆိုတော့သွားကူလောက်ခိုင်းတာမျိုးလို့သွားလဲခိုင်းတာမျိုးပေါ့ဒီလိုမျိုးလေးဆိုရင်တို့လည်းတိတ်ထွက်ပေါက်လေးပေါ့ လို့ဆိုအမြဲတမ်းစက္ကန့်ထဲမှာပဲနေဖတ်ထိတ်လုံးလိုက်အချိန်နဲ့ပါလိုက်ပြန်ဆိုတော့နည်းနည်းဟိုမလိုလားတဲ့ပြဿနာလေးတွေရှိတယ်ပေါ့ကလေးတွေစိတ်ကြကြတာမျိုးလို့အဲအဲ့လိုတွေရှိတယ်ပဲဟုတ်ကဲ့ပါအဲ့တော့ဒီကျွန်တော်တို့လူမှုကွန်ရက်သုံးနေဆိုရင်လည်းကျွန်တော်တို့အဲဒီမျိုးပေါ်ကလူလူငယ်တွေပေါ့လေအဲသူတို့ဆိုရင်ညဘက်သူတို့ဟိုပေါ်တာဆွဲခန်းမှာကြောက်တဲ့အတွက်ဒီနှစ်ပိုင်းမှာဆိုရင်ဒီနေကင်းကြောင်းတော်တွေမှာသူတို့ရှိုးပွဲလောက်တာရှိတယ်ဘားတွေဖွင့်တာရှိတယ် ကလပ်တွေဖွင့်တာရှိတယ်ပေါ့အဲ့ဒီအမှန်သူတို့ပျော်ကြရပါလေဟုတ်ပျော်ချင်တာတခုရှိမလားပျော်ချင်တာတော့ကျွန်တော်တို့ကြည့်တယ်သူတို့ရဲ့ရှိုးပွဲတွေကြည့်တယ်ကျွန်တော်တကယ်ချင်းနဲ့ခြံခဲ့တာအများကြီးပဲပေါ့နော်ကျွန်တော်တို့ညီပေါ်မောင်မိုင်းလည်းခြံတယ်ဒါပေမဲ့သူတို့တွေသွားပျော်တယ်ဒါပေမဲ့ကျွန်တော်တို့ခံစားမိသလားပေါ့နော်သူတို့ပျော်တဲ့အပျော်ကလည်းအစ်မှန်တော့မဟုတ်ဘူးဟုတ်ပေါ့ အစ်မမယ်လို့မခံစားရဘူးသူတို့ပျော်ရွှင်မှုကိုကျွန်တော်တို့ကြည့်လို့ကျွန်တော်တို့ live မပျော်မပျော်မိဘူးပေါ့သူတို့ကိုယ်တိုင်လည်းဒီဟို show bell တစ်ခုကိုသွားလိုက်လို့ပဲသူတို့အပြေးဝပျော်ရမယ်လို့မထင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့တော့ show bell တစ်ခုကိုသွားပြီးရင်ကြိုက်လို့ပြန်လို့ရတယ်မူးပြီးတော့လမ်းပေးမှာပဲလဲလဲကိုယ်တငယ်ချင်းပေါင်းတဲ့ရန်ဖြစ်အချုပ်ထက်ရောက်ုံပြန်မရှိဘူးအခုကရန်လည်းဖြစ်ရမှာမဟုတ်တော့လဲ လမ်းမေးမှလည်းတို့မူးအရင်မှမဟုတ်ဘူးဟုတ်တယ်ဆိုတော့အဲ့အဲ့ကြောင့်ကျွန်တော်ပြောလိုက်အကျွန်တော်ဆို main clear ဆိုလဲသူကဆို main clear order နဲ့တော့ပြန်လို့ရတယ်စစ်စစ်ပြန်လို့ရတယ်အဲ့တော့တို့လည်းအခုဟိုရှားချမ်းပြီးပြောတဲ့သဘောလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်အဲ့မဲ့အပြေဝပြောရတာမျိုးလည်းမဟုတ်နိုင်ဘူးပေါ့အဲ့လိုပြောတာထင်တယ်ဆမအိမ်ပြေအရေးပေါ်အိမ်ပြေရောဘာပြတ်ပြတ်ချင်တာရှိမလဲဘယ်လိုပြောမလဲလူငယ်သဘောကကြတော့ပြောတာပါတယ်တော့အပြစ်မဆိုကြီးပေါ့နော်သွားတာလာတာတော့ဟိုကဂယူဆိုင်ဖို့လို့လို့တာပေါ့ ဟိုတက်ထမ်းမှာရှိတဲ့တငယ်ချင်းလေးတွေလည်းနည်းနည်းလေးကိုချင်းစာပေါ့နော်တချို့လျာရှိတယ်သူတို့သွားပြော်ပါပြီးလိုင်းဘော်ပါတင်းတယ်လေအဲကြောင့်တငယ်ချင်းချင်းဆိုတွေးရတာမြင်ရတာတော့မကောင်းဘူးအခုကာလာအဲဆက်မှုထမ်းခေါ်နေတဲ့ချိန်ဆိုတော့ဟိုတော်လိုင်းရင်းမှာဘာတစ်ခုမှမပါဝင်ပေမဲ့လည်းဒီဆက်မှုထမ်းမှာမပါအောင်နေပေးတာလဲတော်လိုင်းရင်းမှာဝိုင်းကူတာနဲ့အတူတူပဲလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့ဒီမြို့ပေါ်ကလူငယ်တွေဆိုရင်သူတို့ဆိုတာ အာဥပမာရန်ကုန်ပေါ့နော်ရန်ကုန်ဆိုရင်တချို့လူမှုကွန်ရက်ဆာမန်းနာမှာကျွန်တော်တို့တွေ့မြင်ရတယ်ပေါ့လေအဲကျွန်တော်တို့သတင်းဌာနတွေမှာလည်းတွေ့မြင်ရတယ်ဒီဘတ်ကားပေါ်တွေပါ ပါအစပေါ်တာတက်ဆွဲတာတွေလမ်းလျှောက်နေနေတဲ့ဒီလိုပေါ်တာအဆွဲခံတယ်ပေါ့လေအဲ့တော့အဲ့ဒီပုံမှာရောဟိုကိုကတော်လန်ရေးရင်းမိလေဖြစ်တော့စိတ်ထဲမှာတခုခံစားရတာမျိုးတို့ဘယ်လိုတခုဖြစ်တာမျိုးရှိတယ် အဲ့လိုကြတော့မရှိဘူးပါတခုမှမရှိဘူးပါဘယ်လိုဆိုတို့အသွားမတော်လို့ပေါ့ကျမအမြင်ကအဲ့လိုပဲဖြစ်တယ်တို့သိတယ်လေအခုချိန်မှာဆိုရင်စစ်မှုထမ်းဥပဒေကပေါ်နေတဲ့ချိန်ဆိုတော့တို့အသွားလာဆင်ချင်ရင်တော့ဒါကမဖြစ်ဘူးလေပေါ်တာဆွဲပေါ်တာဆွဲတာကတော့မခံရဘူးပေါ့အခုကစစ်မှုထမ်းခေါ်ရင်ဒါတိတဲ့ချက်ချိန်မှာတို့ကမဆင်ချင်မနဲ့သွားရင်လာနေတယ်ဆိုတော့တော့ဒါတို့ရဲ့ကုသကံပဲလေကျမတော့အဲ့လိုပဲထင်တယ်ဟုတ်ရေဘော်တီကောအဲကျွန်တော်အနေနဲ့ကတော့ပြောပြောတော့ကျွန်တော်ငယ်ချင်းတွေတော့ပြောတာပေါ့ ပြောတယ်သူတို့ကတော့ကျွန်တော်တို့ဟိုကပြောသလိုပါကျွန်တော်တို့ဘက်ကနိုင်ရလို့ဆိုရင်သူတို့မှာအကြောင်းပြချက်တွေတော့အများကြီးပေါ့ဒါပေမဲ့ဟိုဘက်ကပါသွားပြီဆိုတော့သူတို့မှာအကြောင်းပြလို့မရဘူးခုနကကျွန်တော်ပြောသလိုပါပေါ်တာဆွဲခံပြီဆိုရင်အကြောင်းပြလို့မရဘူးတန်းန်းပေးမဲ့သူတို့ရှေ့ပုံမဲ့ကျွန်တော်တို့ရှေ့မှာမြင်တွေ့နေတာပေါ့နော်ဒီလိုပဲဟိုတက်ကွင်းနဲ့ဖို့တက်ခိုင်းတာမျိုးတွေကျွန်တော်တို့တော်လိုင်းရဲ့ဘက်မှာကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲရှေ့တန်းမသွားချင်လို့ကျမ်းမာရင်မကောင်းလို့ကျွန်တော်တို့ပြောလို့ရတယ်သူတို့ရှိပါသွားပြီဆိုရင်မရတော့ဘူးအဲ့တော့ကိုဘေးကိုကြည့်ပေါ့ကျွန်တော်တို့ဘက်ကပါပါလို့လည်းမပြောကျွန်တော်တို့ကလည်းသူတို့ ဟိုဘယ်သူမပါလို့ဆိုပြီးတော့မလောက်တာမျိုးမရှိဘူးပေါ့ကျွန်တော်စပြီးလမ်းလျှောက်တယ်ကိုကိုလမ်းကိုလျှောက်တယ်ဆိုတော့ကိုကဟိုတိုးတိုးတယောက်တော့မဟုတ်ဘူးပေါ့အဲ့လိုပေါ့သူတို့ကလည်းပြောချင်တာသူတို့မပါလို့ဆိုပြီးတော့လည်းမပြောချင်ဘူးဒါပေမဲ့ဟိုကိုကိုကိုချစ်ကိုအုံနောက်နဲ့ကိုတွေးပြီးတော့ကိုအတင်းနဲ့ကိုစင်ချင်ကြပါ့မယ်အင်းအဲ့တော့အာရဲဘော် MBA အနေနဲ့ပေါ့လေအခုလက်ရှိမှာဆိုရင်ဒီပြည်ပကိုထွက်တဲ့လူငယ်တွေကလည်းများတယ်ပေါ့လေ အဲပြည်ပကိုထွက်ပြီးတဲ့ထွက်တဲ့လူငယ်တွေကဒီဒေါ်လာကြီးပြက်ကိုဒီငွေကြေးအင်အားကိုသူတို့ပြန်ကူပေးတာမျိုးတွေရှိတယ်အဲမကူပေးတာမျိုးလည်းရှိတယ်ပေါ့လေအဲအဲ့ဒီချိန်မျိုးအဲ့ဒီအပေါ်မှာရောကိုကပြောချင်တာရှိမလား င်းဘယ်လိုပြောမလဲဒီကိုမြမပြည်မှာအခွင့်အရေးမရှိဘူးပြီးရင်လောက်ဆောင်ချက်တွေလည်းအများကြီးမရှိဘူးလူငယ်တွေရဲ့တက်လန်းတွေလည်းပိတ်ပင်နေတဲ့အတွက်တို့တို့ဟိုတစ်ဖက်နိုင်ငံခြားကိုသွားတော့တက်လို့အပြစ်မမြင်ပါဘူးလို့ဒီမဲ့တချို့တငယ်ချင်းတွေကြတော့ဝမ်းကူပေးရလေဝမ်းကူပေးတဲ့အတွက်အထူးကျေးဇူးတင်တယ်ဟိုမကူရသေးတဲ့လူတွေလည်းကြောက်ပဲအဲ့လိုပေါ့နော်ဟိုလောက်လေးလောက်ပြီးလို့ဆိုရင်ဒီတော်လိုင်းကာလာတချို့ရှိတဲ့ချိန်မှာလည်းဝမ်းဝမ်းကူညီပေးပါလို့ပဲတောင်းဆိုထားတယ်တို့တို့လေးမှာလည်းလေဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒီဘော်တီကောပြောချင်တာရှိတယ် ကျွန်တော်အနေနဲ့ကတော့ပြောချင်တာကျွန်တော်တို့ရှိရင်ထွက်သွားတာမျိုးရှိတယ်တချို့နိုင်ငံခြားရောက်သွားတာမျိုးပေါ့ပြောချင်တာကတော့ဟိုရောက်လို့ပြန်ကူရက်လူတွေရှိတယ်ပေါ့ကူဘန်နဲ့ဖောင်းထုတ်ရက်လူတွေရှိတယ်ပေါ့ပြောချင်တာဟိုကျွန်တော်တို့ကြံခဲ့တဲ့ရဲဘော်တွေတွတ်တော့ဟိုငဲ့ညာပြီးတော့ဘယ်လိုပြောမလဲဟိုစိတ်အားငဲ့အောင်မပြောဘူးနဲ့စိတ်သက်ကြအောင်မလုပ်ဘူးပေါ့ကျွန်တော်တို့မကူလို့ရတယ်ပေါ့ပြောချင်တာကပြန်ကူရက်ရဲဘော်တွေလည်းအများကြီးပါပဲအဲပြန်ကူရက်ရဲဘော်တွေတွတ်ကြတော့ဟိုကျွန်တော်တို့ကျေးဇူးအများကြီးတင်တယ်ပေါ့ ဟုတ်ကဲ့ပါဆရာမအဲ့တော့ဒီဆရာမတို့ဒီကျွန်တော်တို့ဒီတွန်လိုင်းအဖွဲ့အစည်းတွေကအများတယ်ဗောလေများတဲ့ချိန်များဒီလူမျိုးလေးစုံကြတယ်အဲတိုင်းသားလေးဘောင်းစုံကြတယ်ဗောလေအဲ့တော့ဒါမဲ့သူတို့ကဟိုအချိန်ခဏလေးအတွင်းမှာဒဇိန်တယောက်နဲ့တယောက်ကချက်ချင်းခင်မင်သွားကြတယ်ဗောလေယဉ်ညီသွားကြတယ်ဗောအဲ့ဒီဟာကြဘယ်လိုမျိုးကြောက်လို့ထင်လဲဆရာမဘယ်လိုထင်လဲဆိုကျွန်မတို့ဆိုရင်နည်းလှည့်ပြီးသွားတာအများတာဗောနော်ရောက်ရဲ့ခြေရွာတွေလည်းအများကြီးရှိတယ်ဖြီးသူလေးကိုကိုကမေတ္တာပေးတယ် ဟိုဖိနှိပ်ဆက်ဆံမှုမရှိဘူးမေတ္တာတွေနဲ့ပေးတယ်ဖိမကူညီပေးတယ်သူတို့လိုအချက်လေးတွေကိုပြည်ဆောင်အောင်လုပ်ပေးတယ်ပြီးရင်းနှီးမှုရှိလို့ရှင်စကားလေးပြောမယ်တီတတာလေးပြောမယ်သူတို့နဲ့သူတို့ကလေးလေးဆိုလည်းကိုလေးကပုံပြလေးလေးပြောပြမယ်အဲ့လိုပုံအတိအသီးပေါ့အဆအဆတိတိပေါ့အဲ့လိုနှွေးထွေးမှုတွေနဲ့ယူတဲ့ကျင်တော့ပြည်သူတွေကလည်းကိုလေးဘက်ပြန်ရင်းလို့လေးစားမှုပေးတယ်ပြန်ရင်းချစ်ခင်ပေးတယ်ပေါ့နော်အဓိကတော့ဟိုလူငယ်တွေရှိတဲ့ချိန်လို့ဆိုရင်ကပြဆိုကျွန်မတို့ကကပြလိုက်တာပဲဟာတလေးလေးပြောတယ်အများကြီးပြောလို့ဟာတလေးပြောရင်းနှီးမှုအင်ယူရတယ်ဟိုသူတို့စီရောက်တာနဲ့ဟဲ့ငါက ရဲပေါ်ပဲငါတို့လေးစားရမယ်ငါတို့ကြောက်ရမယ်လို့ကျမတို့ကအဲ့လိုလောမလောက်ဆောက်ချက်တော့မရှိဘူးပေါ့နော်အရင်ဆုံးဝင်တာလည်းကျမတို့ကမြင်္ဂလာပါလို့အရင်နှုတ်ဆက်ပြီးတော့ကျမတို့ကဘယ်ဘယ်သူဘဝလဲအဲ့လိုလေးပြောပြီးတော့ဆက်ဆံတယ်ပုံသင်တယ်ပြီးတော့ချစ်ခင်မှုရအောင်ယူတယ်ပေါ့နော်နှွေးထွေးမှုလေးတိကပေးတယ်ရှင်ရှင်ဟုတ်ကဲ့ပါဟုတ်ရဲဘော်တီကောဟောဒီအဖွဲထဲမှာဆိုလဲလူဆုံမှာပဲလေရှင်းမှာဆိုလဲလူဆုံမှာဆိုတော့အဲ့တော့အမေဟိုအရန်မြန်ဆန်သွားတယ်ပေါ့လေယုံကြည်ချက်တွေမြန်ဆန်တော့အဲ့ကြတော့ အဲ့တော့ကျွန်တော်ကျွန်တော်တို့အဖွဲ့ထဲဒီမှာ၄ရှေ့မှာ၄ကြတော့ဟိုဘယ်လိုပြောမလဲစိတ်တူကိုတူပေါ့စိတ်တူကိုတူလည်းပါတယ်လူပေါင်းဆုံးဟိုမတ်ထောင်တာသမီးပေါ့ဒါပေမဲ့လည်းဟိုတူညာလမ်းလျှောက်ကြတဲ့လူတွေဆိုတော့စိတ်တူကိုတူနဲ့ဆိုတော့ဟိုနေရဆွေးမျိုးလို့လည်းပြောလို့ရတာပေါ့ကျွန်တော်တို့ဆိုရင်တစ်ခါကျရင်ဟိုအကို၄ရှိတယ်အဲကို့အကို၄ရောတစ်ခါကျမေ့တယ်ပေါ့နော်မေ့ရဆိုတာဆိုတော့ကို့ဘေးရလူတွေပဲကို့ရဲ့ညီကိုအရင်ပတ်မှာပေါ့အဲဒီလိုပဲနေလာခဲ့တာပေါ့ဟုတ်ကဲ့ပါအဲ့တော့ ကိုကိုတိုင်ကဒီစိတ်ပင်မန်းတဲ့အခါမျိုးလဲဂျုံဂျုံရမှာပဲလေဂျုံခဲ့မှုတာတွေလည်းရှင်ရှိမှာပေါ့အဲ့လိုမျိုးကြရင်ဒီစိတ်ပန်းဖြေဖို့အတွက်အဲစိတ်ခွန်အားတွေရအောင်ဘယ်လိုမျိုးလှုပ်ဆောင်လဲဟုတ်ကဲ့ဒီလင်းနေတာဂျုံငါးနှစ်ထဲဝင်နေပဲအချိန်ကာလလေးမှာပေါ့နော် စိတ်ပင်ပန်းမို့လားအများကြီးကြောင်ကြဲကြောင်တွေးခက်ရပါတယ်လို့ဟိုကိုပင်ပန်းလာလဲချင်ဆိုရင်လည်းဘာမှမပြောတော့ဘူးတယောက်တစ်ချက်မှတ်ပြီးနေတယ်ပြီးရင်တချင်းလေးအော်ဆိုပြလိုက်တယ် ဲ့လိုတချင်းအကျေရော့အောင်ဆိုလိုက်တယ်ပြီးလို့ရှိရင်ခါသကာလေးလေးကြီးဖြစ်လိုက်တယ်အဲ့လိုလည်းစိတ်ပန်းဖြေပြီးတော့နေခဲ့တာအခုချိန်ဒီပါပဲလို့ဟုတ်ကဲ့ရှင်တို့ဒီကွာကျွန်တော်တို့ကတော့ဟိုဘယ်လိုပြောမလဲအရင်ရောက်ခါသတော့ကတော့နည်းနည်းဆိုးတဲ့ထင်မှာပါတော့စခန်းလားဟိုရောက်ခါသတော့ကခလေးပေါ့ဒါပေမဲ့နောက်ကိုထက်ငယ်လေးရောက်လာတဲ့ခါကျတော့နည်းနည်းတော့အလိုပေါ့ထိန်းထိန်းတိန်းနဲ့ဟိုကိုကပြန်ထိန်းရတဲ့ပုံစံမျိုးဖြစ်တော့အဲတိတ်ပြီးတော့စိတ်ညစ်စရာတော့ရှိတာပေါ့ဒါပေမဲ့ကိုကအရင်မဖော်ပြဘူးဖော်ပြရင်တို့ပုံ ိတ်တက်ကြမှာလဲဆိုတော့ဟုတ်ကဲ့ပါအဲဒါနောက်ဆုံးမိကုတ်မှာပဲခင်ဗျာအခုရဲဘော်အိမ်မျိုးမေ့ချင်တာပါအဲကျွန်တော်တို့ဒီတော်လိုင်းညာစုဘက်ကနေပြီးတော့ဒီတော်လိုင်းရှိုးပွဲတွေလောက်တာတွေရှိတယ်အတော်လိုင်းရုပ်ရှင်ကားတွေရှိတယ်ပေါ့လေအဲ့ဒါတွေကရဲဘော်တွေကိုပြန်လည်မျှဝေတယ်ပေါ့လေအဲ့ဒီပုံမှာရောတခုခုပြောချင်တာမျိုးရှိတာပြောစရာဘာမှမရှိပါဘူးရှင်အဲ့ဒါအကောင်ဆုံးနီလန်းနဲ့လောက်ရတဲ့အလုပ်တွေပုံမို့လို့ဘာမှပြောစရာမရှိဘူးရှင်ဟုတ်ကဲ့ ရဘတီကောဘာပြည့်ပြည့်ချင်တာရှိတယ်။အဲအဲအဲဒီဒီကျွန်တော်တို့တွန်လိုင်းအားစုတွေဘက်ကဒီရုပ်ရှင်တွေရိုက်တာရှိတယ်။အဲဒီတာဖြတ်ဝေးပေးရရှိတာရှိတယ်အဲ့ဒါဟိုမှာရေဘော်တွေကိုပြန်လည်းမျှပေးတယ်ဗောလေဟုတ်ကဲ့အဲအဲ့ဒီအပေါ်မှာပြပြချင်တာရှိလားအော်အဲ့ဒီအပေါ်မှာတော့ကောင်းပါတယ်အဲ့လိုလုပ်ပြရကြတော့ကျွန်တော်တို့ရေဘော်တွေစိတ်ချခွန်အားလဲဟိုမြင့်တက်တယ်ဗောနော်ပြီးတော့ကျွန်တော်တို့ line မရတဲ့နေရာမျိုးလေးမှာကျွန်တော်တို့ကူးထားမျိုးလေးရှိပြန်ပြရတဲ့ခါမျိုးကြတော့ဟိုသူတို့ဘက်က ရိုက်သူလို့ပေါ့ဒါမှကျွန်တော်တို့ဘက်ကရိုက်တဲ့ဟာကအမှန်တရားပဲပေါ့အမှန်တရားနဲ့အတူနဲ့တော့ကွာတော့ကျွန်တော်အမှန်တရားကိုကြည့်ရတဲ့အခါမှာတော့နည်းနည်းတော့ခံစားချက်ပိုကောင်းတယ်ပေါ့ကျွန်တော်တို့အတွက်ခွန်အားရတယ်ပေါ့ဟုတ်ကဲ့ဟုတ်အဲကိုတီကိုအနေနဲ့အနောက်ဖြစ်ဆွပြပြခြင်းနိုင်ဘာရှိအောင်လဲဘာပြပြခြင်းနေရတော့အမရှိတော့ပါကျေဘအိမ်ပြင်းနေနဲ့ရောအာပြပြချင်တာကြံချီအောင်လားဗျ Sorry ပါပြောရလားမရှိတော့ပါကောင်းသွားပါပြီဒါပေမဲ့မင်းရောထပ်ဖြေမဖြေလို့ရှိပါနဲ့ ဟုတ်ကဲ့ပါဟုတ်အဲကျွန်တော်တို့စီစဉ်မှာဆိုရင်ဒါဒီရေဘော်ကြီးနဲ့ပတ်သက်တဲ့ဒီစိတ်ခွန်အားတွေပေါ့လေအဲ့တော့ဟိုသူတို့ကိုဘယ်လိုမျိုးပေးချင်လဲပြပြီးတော့ဒီမျိုးဘော်ကလူငယ်တွေကိုဒီစိတ်ခွန်အားတွေဘာမှမပေးချင်တာများရှိဦးမလဲမျိုးဘော်ကလူငယ်တွေကြတော့ဘယ်လိုပြောစိတ်ခွန်အားတွေပေးနေလဲဆိုအဲ့တော့อืมอเปียวป้าเลยก็เลยช็อตเสียชินเลยอตวาลาเลยก็เลยช็อตเสียชินเลยโหตะแฟตะลันกุนีปัดปูနိုင်เหรอปูก้องตาบ่เนาะดิตอลันเออินอาซุนี่เนี่ย ဟိုနည်းနည်းတထွေးလေးဖြစ်အောင်လဲဘယ်လိုမှတချို့တငယ်ချင်းလေးဆိုရင်မခေါ်မပြောတာလည်းရှိတယ်လေမပြောခေါ်ဆိုလိုက်အဲ့ဒါလေးတော့မကောင်းဘော့ဟိုနှွေးထမှုလေးလည်းမရဘူးလေဟိုပြစ်ထားလို့ဖြစ်နေတဲ့အချိန်ကျတော့အဲ့ဒီမျိုးပေါင်းရှိတဲ့လူလေးအကောင်လောက်ကိုလည်းနှွေးထွေးထွေးနဲ့ပြန်ကြည့်ဆိုစကားလေးအများကြီးပြောချင်သေးတယ်သူတို့နဲ့လေသူတို့ရဲ့စိုက်တဲ့သူတို့ရဲ့ခွန်အားလေးအများကြီးပေးချင်သေးတယ်ဒါပေမဲ့ဆက်တွေ့ရတယောက်မှမလောက်ဘူးဆိုတော့စိုက်ခွန်အားလေးလည်းပေးလို့မရဘူးဘာလဲလောက်လို့လည်းမရဘူးအဲ့လိုလေးဖြစ်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင် ုတ်ကဲ့ပါဒီလူငယ်တွေကြုံတွေ့နေရတဲ့ဒီစိတ်ညစ်မှုတွေအဲသူတို့ရဲ့ဒီအပန်းဖြေမှုဆိုင်ရာသူတို့အဲဂီတတွေရုပ်ရှင်တွေရှားပလာတဲ့အချိန်မျိုးမှာဒီသူတို့အနေနဲ့စိတ်ထပေါက်အနေနဲ့ဘယ်လိုမျိုးလှုပ်ဆောင်ကြလဲဆိုတာကိုဒီတွန်လိုင်းအင်အားစုတွေဘက်ကတော့သူတို့ကတော့ပျက်ပျက်သွားတယ်အဲဒီမြို့ပေါ်မှာနေထိုင်တဲ့လူငယ်တွေကိုလည်းအဲဒီစိတ်ခွန်အားတွေပေးသွားတယ်ဆိုတာကိုလည်းကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့တော့မြန်မာပြည်နဲ့မှာနေထိုင်နေတဲ့မိဘပြည်သူတွေအကုန်လုံး ဘေးရနဲ့ကင်းရှင်းပြီးတော့လုံခြုံစိတ်ချစွာအိပ်စက်အနားယူနိုင်ပါစေလို့ကျွန်တော်တို့ဒီ common ground ဝိုင်းတော်သားတွေကနေပြီးတော့ဆုမကောင်းတောင်းရပါတယ်။